ဟယ်လိုဟယ်လိုဒီငယ်ချင်းတို့ရေအော်ဒါနဲ့နေပေါင်းအဲ့ဒီဟိုလှိုင်းတာရတခိုးကိစ္စမပြီးတော့လားမပြီးနိုင်မစီးနိုင်ကြတော့လားညမဘေးရလဲနော်တဖြည်းဖြည်းနဲ့ဒီနေ့တခြားနယ်လေးကိုဘယ်လိုပြောမှလဲအစ်စ်မပြေတော့မြင်နေရတွေ့နေရတာတွေလေတလားအမှန်ဆိုရင်အခုဖြည့်ရမှာကတခိုးလည်းမားတယ်ခိုးခံရတဲ့လူလည်းမားတယ်အမှန်ခိုးခံရတဲ့လူကသူ့မှာညံနေသွားလို့ သူကအမောက်ဖြစ်သွားတာနော်သူညံနေလို့အဲ့ဒီအခိုးခံရတဲ့ဥစ္စာအဲ့ဒီသူ့ရဲ့ information လဝင်ရှာတဲ့အချိန်မှာသူတချို့သူ့ရဲ့တချို့ video file တွေပါတွေ့ပါသူ post နေတာသူကပြောမှန်ဆိုရင်ဟိုလူနေမှုအစ်စ်နဲ့အရင်အဲ့လိုမျိုးပေါ့နော်အစ်စ်နဲ့တခုရှိတဲ့ထေကမဖြစ်နိုင်ဘူးပေါ့နော်တကယ်ကိုဇရိုက်ဆန်တဲ့အတိုင်းဝိုင်းပုံစံမျိုးဖြစ်မယ်အဲ့ဒီဆိုင်ရှင်ကလေသူပြောပုံစုပ်ပုံနေပုံတွေကပေါ့နော်အဲ့လို ဲ့လိုဇယကြီးလောကရဲ့အနေမှာနော်ဘယ်လိုပြောမလဲစ조사ပြီးတော့မှအဆင်ပြေလာတာမျိုးရှိမယ်တချို့ကလည်းဇယကြီးဆိုမှလည်းငွေရှိတိုင်းပြောမယ်နော်ငွေရှိတိုင်းလူဆိုတာအစ်တက်ရှိတာမဟုတ်ဘူးနော်ဟာတချို့ကပြောမယ်ငါတို့ဘယ်လိုပြောမလဲမျိုးနဲ့ရိုးနဲ့ချမ်းသာလာတာလို့ဘာလို့ပြောရင်ပြောမယ်ပေါ့နော်ဘလောက်မျိုးနဲ့ရိုးနဲ့ပဲချမ်းသာတာလူကလူအစင်တန်းတစ်ခုကလေဟဲ့လားဇရိုက်ဆန်တဲ့လူကဆန်တယ်။ငွေနဲ့မဆိုင်ဘူးเนาะအစင်တန်းဆိုတာကလည်း โอเคအဲ့ဒီဘွားတော့လည်းသူပုံစံပင်ခေါ်ရလဲသူကအဲ့လိုဇေယိုက်ဆန်တဲ့ပုံစံမျိုးဖြစ်တယ်။โอเคအမှန်ဆိုရင်ဒီကိစ္စမှာကနော်ဘာလို့အစတော့ဟိုတစ်ဖက်တစ်ခိုးဖက်ကိုဝိုင်းပြီးနာပေးကြတာလဲဆိုတော့ဟိုလိုနာတာမဟုတ်ဘူး။သူခိုးတာကိုအပြစ်မပြောလို့နာတာမဟုတ်အမှန်ကဒီဘယ်လိုပြောမှန်းခလီးပစ္စည်းကိုလေးပါတာကိုမဖေထုတ်ထားပေးနေ။ เนาะကလေးရှိမှအဲ့လိုခြေထောက်ကျွနဲ့နေနေမျက်နှာတွေကိုဆွဲဆွဲစပင်းတွေဆွဲဆွဲပြီးရိုက်နေလို့ကလေးကိုပါရောပြီးကျိုးတောက်လို့နေပူတယ်မှာအဲ့လိုမျိုးရိုက်ရိုက်နေကလေးကိုတော့မှထိပြီလို့ထိမလို့ဖြစ်သွားဒါကိုမခံနိုင်ကြလို့ဒါကိုဘယ်လိုပြောမှလဲဟိုမခံစားနိုင်ကြလို့လူတွေကเนาะဒါကိုပြောပေးတာအခုလူတွေထိတော့ဟိုဆွဲပို့မယ်လို့တော့ဘယ်သူမှမထင်မိတော့ပါဘူး line ပေါ်မှာပြောကိုလူတွေရပါတော့เนาะဘာလို့ဆိုတော့အမှန်တခိုးကတခိုးပဲเนาะ အမှန်ဒီဆိုင်ရှင်ကအခိုးခံရတဲ့လူကသူ့ကိုနှိပ်ဆက်လိုက်လို့တခိုးကတခိုးအပြစ်ပြောက်တော့တာမဟုတ်ဘူးနော်ဆိုင်ရှင်ကလည်းသူ့ဟာသူအုံနောက်ရှိလို့သူကျူးလွန်သွားတာသူကအုံနောက်ရှိခဲ့လို့ရှိရင်နောက်ဆုံးသူ့ကိုကြိုးတောက်ပြီးတော့မှဟိုမှာအများပြည်သူသိအောင်ဗီဒီယိုရိုက်ပြတာတော့ဘာလို့ထိအဆင်ပြေလို့တဲ့ခလေးပါလာလို့နော်ခလေးကိုမညာတာလို့သူ့ဝိုင်းပြီးဒေါ်ရဖြစ်ကြတာအဲ့လိုဖြစ်တာကတခိုးကိုအပြစ် လွတ်အောင်ပြောနေတာမဟုတ်ဘူးအမှန်တခိုးကိုလည်းတခိုးအပြစ်တိုင်းပေးရမှာနော်တခြားလူတွေလည်းသင်ခန်းစာရအောင်ပြီးတော့အဲ့ဒီကလေးကိုတုကလေးမဟုတ်ဘူးလို့လည်းကြားတယ်အဲ့တော့အဲ့ဒီကလေးကိုပါယူပြီးတော့မှခါပေါ်လှုပ်ဖို့ယူလာတဲ့အတွက်အဲ့ဒီအမှုပဲပါတယ်နော်ဟိုမိန်းမကလည်းကလေးကိုလည်းမညမသာမိခင်အွယ်ဖြစ်ပြီးတော့မှနော်ကလေးရှိမှဒီလိုမျိုးကွာဟိုခြေထောက်ကြီးနဲ့နင်းနေပြီးတော့မှလူချင်းမှအဲ့လူကြီးကွာဟိုလူမဆန်စွာကွာပြောဆိုနှိပ်ဆက်နေလို့သူ့မှာလည်းအပြစ်ရှိတယ်သူလည်းအပြစ်ခံရမှာ โอเคဒါပေမဲ့အခုကလက်ရှိရလေဒါပေမဲ့အဲ့ဒီဆိုင်ရှင်လည်းဘာမှမဖြစ်ဘူးဆိုတော့သိပါတယ်ဘယ်အချုပ်ထမ်းမှမလည်းမဟုတ်ပါဘူးမြန်မာပြည်ရဲ့ဥပဒေကြောင့်လူတိုင်းသိပါတယ်ဘာမှမမြင်ဆန်အောင်လောက်ပါဘူးဟိုအမောင်းအငွေအမောင်းတစ်ခုလောက်ပေးဦးတော့သူဟိုဘယ်လိုပြောမှလဲလူတွေရှိရခဏမျက်စိအေးအောင်ပေါ့နော်ဘာမှထွက်ပြီးမပြောတော့တာငြိမ်လိုက်ငြိမ်ပေးလိုက်တာပေါ့နော်အာဒီလောက်ပဲဘာမှမဖြစ်ဘူးစိတ်ချနော်အဲအဲ့ဒါမှဖြစ်တာဟုတ် မမမပြောရဘူးเนาะသူကအခိုးခံရတဲ့လူမျိုးလို့ဒီဘာမှဖြစ်ဘူးနေပါစေဖြစ်ဖြစ်မဖြစ်ဖြစ်ကိစ္စမရှိဘူးဒါပေမဲ့အခုဟာအဲ့ဒီတခိုးမှပါဆိုတော့ဘွားတော်ကြီးစီမှာအိုးအလူအရဟလာရောက်သွားကြတော့ interview interviewer သာတင်းလောက်တင်တယ်နောက်ဆုံး VVC တိမှာလာပြီးတော့မှ VVC new မှာဒီလိုမျိုးတင်းဌာနအကြီးတွေအောင်လာပြီးတင်နေအောင်အဲ့လောက်တော့တိတ်ခပဲ့နေလားဒါတင်းမဟုတ်နေဘူးကွာ တခါတင်ပြီးရတော့ပြထမဖြစ်တဲ့တရက်မှာဒါကလေးလေးပါလို့ဒါကတော့လူသားချင်းစာနာမှုအနေနဲ့လူတွေကဟိုဝိုင်းပြီးတော့မှ speak out လောက်လို့ပုံစံပြီးဖြစ်တယ်ကွာ okay ဒါလောက်ပဲဒါပေမဲ့အခုကျတော့လေအိုးဘယ်လိုပြောမှာတော့တော့ပြတော့မှလေအိုးငွေလေးအထောက်လိုက်ရင်တော့လူတနာကြဟိုပါကြနဲ့ဟို interview ကြနဲ့တဖြည်းဖြည်းနဲ့ကြာလာလို့ရှင်ဟိုအရင်တော့ကပါတော့မြင်လိုက်ပါပါတော့အချင်းသေးတို့ဟုတ်လား ဂျားတယ်မှာကိုတိတလောက်ပေါ့နော်ဒါဆိုတော့ကိုမြန်မာစကားတော့မကြည့်ဘူးကမြန်မာမြန်မာပြည်ကဟာအဲ့လို line ပေါ်မှာတက်ပြီးတော့မှဘာအရေးချင်းမှမရှိဘဲနဲ့ယူနန်ပို့ပြီးတော့တက်လာတဲ့ဟို follower တခုကိုကြည့်ပြီးတော့မှအားပေးတဲ့လူစားမျိုးမဟုတ်ဘူးโอเคအဲ့တော့ခါကျတော့မသိဘူးနိုင်ငံရေးနဲ့နိုင်ငံရေးထဲဝင်လာတဲ့လူကိုပဲသိမယ်အဲ့ဆိုကိုနိုင်ငံရေးအတွက်ကိုကိုအကျိုးပြုနေတဲ့အတွက်ကြောင့်မို့နော်တပတ်တလန်နေတယ်ဒါကြောင့်မို့နိုင်ငံရေးအတွက်ဝင်ပြီးတော့မှ ဟိုဘာလို့အကြောင်းမျိုးနဲ့ပဲရောက်လာတဲ့လူမျိုးပဲကိုသတိထားမိမယ်အကောင်းတဲ့လူရှိလူမကောင်းတဲ့လူရှိတယ်အဲ့ဒါကိုသတိထားမိတာပြောအဲ့အကြောင်းမလို့ဟိုတလောကလည်းပါတော့အဲ့လိုအချင်းကိစ္စပါညာအဲ့ပြီးတော့အော်လူတွေအဲ့မှာဆီလီယန်ဖြစ်ကျင်ကြတော့ပေါ်ပွင်နေလေးတွေ့တယ်မလားအဲ့လိုမျိုးပဲပေါ့နော်တခုခုဆိုရင်ကွာအော်ရေခဲချောင်းတွေတော့လည်းရေခဲချောင်းတွေမှုလို့ဟောအရင်တကယ်ဆိုရင်တကယ်စေတနာတွေကစစ်မှန်နေလို့ရှိရင်ဒုက္ခဒုက္ခရှိတဲ့နေရာတွေမှာအများကြီး เนาะအများကြီးပဲအများကြီးပဲတကူကြပါလားမအဲ့ဒါကြတော့ဟိုမီဒီယာတွေဘာတွေမထိတဲ့ခါကြတော့ဆေးလီမဖြစ်လာမှာဆိုလို့ဟုတ်တယ်မလားဘာလို့ဆိုတော့ခုနောက်ပိုင်းကလေတဖြည်းဖြည်းနဲ့အဲ့ဒါတွေကြောင်းမလို့ဒီလားဘာပြောချင်တာလဲဆိုတော့မြန်မာပြည်မှာတဖြည်း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 နဲ့ဒီလိုအယူဆတွေအလုံးကူးကုန်တော်တော်များများတော်တော်ရပြင်ရမျိုးဘာလဲဆိုတော့ဒီလားအခုနိုင်ငံရေးဆဖြစ်တဲ့အချိန်မှာဟိုမတော်တကယ့် အရေးချင်းရှိတဲ့အမှုပညာသမားစစ်စစ်တွေကကျတော့ online ပေါ်မှာတိတ်မရှိကြတော့နော်အားလုံးကြည့်ရဟုတ်လား online ပေါ်မှာတိတ်ပြီးမရှင်းတဲ့ကြတော့တော်လန်ရေးဖက်မှာဟိုလုံးဝပါဝင်တဲ့လူရှိတယ်လုံးဝမပါဝင်တဲ့လူဆိုလဲသူတို့အတတ်နိုင်ဆုံးရှောင်ကြရတယ်ကွာဒါကပါလေဆိုတော့သိတယ်လက်တလောက်ပါဖြစ်နေဆိုအဲ့တော့ပြည်သူလူထုရဲ့ညုံညင်မှုကိုသူတို့ရမှာဆိုလို့ line ပေါ်မှာသူတို့ရှောင်နေတော့ယုံတန်ယုံဆိုနော်အဲ့တော့အဲ့လိုအချိန်မှာကွာ ပြီးတော့မြန်မာပြည်မှာလည်း Facebook ဆိုတာခုနောက်ပိုင်းမှာတော်တော်လေးစပြီးခက်စားလာကြတာဟုတ်လားဒုမြနိုင်ငံမှာခက်သုံးတဲ့အချိန်မှာသူတို့ကခက်စားလာကြတာဆိုတော့အဲ့တော့ပြီးတော့တခုကိုချင်းစားတာလည်း okay အပြင်မှာပွဲလန်းပြင်ပါညာတိတ်မရှိကြတော့ဘူးကွာတရားမလားအရရာဟိုမိတ်ဆာတွင်းထဲမှာလူနည်းနည်းပါပါရောက်သွားတယ်လို့ပုံစံမျိုးဖြစ်နေတာကြောင့်မလုံခြုံတော့ဘယ်မှမတော်ရတော့ online ပေါ်မှာပဲတို့ခင်ဗျာစိတ်ဖြည့်ဖြောက်ရလေးကြည်ရတယ် okay အဲ့ဒါခါကျတော့ဒီအမှုပညာ ဒီမှာစစ်စစ်တွေက online မှာတိတ်မရှိတဲ့ခါကျတော့နောက်ဆုံးကျဒီပေါ်တိုတိုကိုပေါ်ချောင်ကောင်းနေပေါ်ချောင်ကလေးတွေတက်လာတဲ့ line ပေါ်မှာတက်လာတဲ့ဟာတွေကိုပဲအားပေးရတော့အပြင်းပြေဆိုတော့တဖြည်းဖြည်းနဲ့အဲ့လိုအားပေးရနေတစင်တစင်တယောက် share တော့သူသူတငယ် channel မှာဘလောက်မြင်မလဲအဲ့လိုမျိုးပေါ့တစင်တစင်ပူပူတွေမြင်လာပြီးတော့မှအဲ follower အားလေးကကောင်းလာပြီ follower အားလေးကကောင်းလာပြီ react တွေများလာပြီ comment တွေများလာပြီဖြည်းဖြည်းနဲ့များလာပြီးတော့မှ messageli ဆိုတဲ့ဂုံပုတ်လေးရသွားတယ်ဥမာဒီ post တစ်ခုမှာကပေါက်သွားပြီဆိုရင်10 k လောက်ပါလောက်ရလာပြီဆိုဆယ်လီဖြစ်သွားတယ်။ခေစတက်လာရမ်းဘာရေးချင်းမှမတက်ဘူးဘာရေးချင်းမှမချင်ဘူး။အဲ့လိုလေးဖြစ်သွားရာနေမှာနောက်ပိုင်းကလာပါလိမ့်မယ်ဟုတ်လားလုပ်ငန်းရှင်တွေဘာတွေရလဲမြန်မာပြည်မှာဆိုအဲ့လိုမျိုးဆယ်လီတွေဈေးပေါ်တယ်လीเนาะဈေးလည်းပေါ်လို့အာသူတို့ follow များတယ်လူမြင်များတယ်ပေါ့နော်တကယ်တမ်းအတချို့ကြောက်တယ်လေဒီလိုမျိုးအကောက်ဖွင့်ထားပြီးတော့မှ follow တွေဘာတွေဝေထားတယ်အဲ့ဒါမှအဟန့်ကြီးတယ်လीအဲ့ဒါမှ ပြီးတော့မြန်မာပြည်ကတော်တော်များများလဲအဲ့လို follow တွေဘာတွေများတဲ့ page တို့ account တို့မှာတို့ကလေအားပေးချင်တာပို့ပြီး follow လုပ်ချင်ကြတာကွာအဲ့ဒါကြောင့်မလို့အဲ့လို follow တွေအများကြီးအားပေးမှုရဖို့အတွက်အရင်ဆုံးရင်းနှီးလိုက်တယ်တို့နော်ရင်းနှီးမြှောက်နှံလိုက်တယ်ဝေထားလိုက်တယ်နော်ဝေလို့ရတယ်လေလွယ်လွယ်ကူကူနဲ့ဝေထားလိုက်ပြီးတော့မှအဲ့လိုမျိုးလောက်တဲ့ခါကျလုပ်ငန်းရှင်တွေပါအဲ့လားတဖြည်းဖြည်းနဲ့အရေးချင်းမရှိတဲ့လူတွေကနော်ဒီလိုဒီ online ဝင်ငွေတဖြည်းဖြည်းနဲ့အမဲအိုက်တော်တွေပါတချို့ဆိုလောက်တွေတာအချက်လေး မချက်ကြောက်လာမလို့နော်တွားပြုံးမှလဲအိုက်တိုးတွေပါလေတွားလှုပ်ရအောင်ဘာရေချင်းရှိလို့အိုက်တိုးတော့ပြိုးနေရလဲနော်အဲ့လိုမျိုး Okay အဲ့ဒါတွေကိုကသူတို့အဲ့လိုတွေအစဉ်ပြေသွားတဲ့ခါကျတော့နောက်နောက်နောက်တက်တဲ့နောက်နောက်တခြားတခြားတော့လူတွေကဘယ်လိုမြင်လဲဆိုတော့ပညာတက်ဆရာမလို့ဘူးအရေချင်းရှိဆရာမလို့ဘူးနော်အရေချင်းမရှိလဲမြင်လားသူတို့ဆိုရင်အိမ်ဆောက်နိုင်တဲ့ကစီးနိုင်တဲ့အိမ်အဲ့လိုမျိုးတွေပေါ့နော်ဒီဟာတွေကအတုခိုးယူပြီးတော့တဖြည်းဖြည်းနဲ့လူတွေကဒီစေလီဖြစ်ဖို့ပဲကြိုးစားနေကြတယ် ဘယ်လမ်းကဘလို့နီးနေပဲဖြစ်ရဖြစ်နော်ခြေထောက်လေးဝင်ရှူရရှူလက်လေးဝင်ရှူရရှူဒီလိုပုံစံမျိုးတွေလောက်လာကြတဖြည်းဖြည်းနဲ့ဒါပေမဲ့အဲ့လိုလူမျိုးတွေကတနေ့တစ်ချိန်သူများနိုင်ငံနိုင်ငံတွေထွက်တဲ့ခါကျဘာဖြစ်လဲဘာမှမသိတဲ့နာလာပိုင်းလုံးတွေဖြစ်ပြီးတော့မှလူတွေကအနှိမ်ခံရရနော်သူများအထင်သေးတာခံရအဲ့လိုအထင်သေးတဲ့ချိန်ညာပြောလိုက်လို့ရှင်သူများအထင်သေးတဲ့လူတို့သူကအပြစ်ဝိုင်းပြောကြတယ်နော်မလေးငါတို့မြန်မာပြည်လာကြည့်ပါဖြစ်တယ်ညာမထိုင်းတွိုင်းနဲ့ထိုင်းရအထင်သေးလို့ဘာလို့ညာလို့ ကို့အရေးချင်းတွေကိုလည်းကို့ပြန်ကြည့်ကြအောင်ပါပေါ့ဟုတ်တယ်မလားနော်အဲ့တော့ပြီးတော့အဲ့ဒီအရေးချင်းမရှိတဲ့လူကလည်းဒီလိုအရေးချင်းမရှိတဲ့ဟာတွေအားပေးနေလို့အရေးချင်းမရှိတဲ့လူတွေကနေရာရလာတာအခုလိုခက်ကလာရမှာနော်တဖြည်းဖြည်းနဲ့ဘယ်သူမှပညာဆိုမသင်ချင်ကြတော့ဘူးအဲ့ဒါအခုလက်ရှိမြန်မာပြည်ဖြစ်နေတယ်တကယ်တမ်းအားပေးတဲ့လူတွေလည်း